ဒီနေ့မှာတော့ဓမိုင်းမှာကြောင်းမဲ့ဖွယ်ရာမှတ်တမ်းတစ်ခုအဖြစ်ကျင့်ခဲ့တဲ့တဘောင်ဝ BND ရဲ့တစ်ခုအကြောင်းကိုပြန်လည်ပြီးတော့တင်ဆက်ပေးကြပါမယ်။ဒါကတော့2025ခုနှစ်ရဲ့အင်အားအပြင်းထန်ဆုံးအပူပိုင်းဆိုင်ကလုန်းအဖြစ်ကိုသတ်မှတ်ခံခဲ့ရတဲ့ Super Typhoon မုန်တိုင်းရာဂါစာရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ခီးကြမ်းပဲဖြစ်ပါရည်။ဒီမုန်တိုင်းကတဘောင်ဝရဲ့အင်အားအပြေးအဝကိုပြသခဲ့ပြီးတော့လူအသက်ပေါင်းများစွာကိုနှုတ်ယူကခမီမျိုးပြကြီးတွေကိုတခါရင်းနဲ့စစ် လင်းတစ်ခုလိုပြောင်းလဲပစ်ခဲ့ပါတယ်ဒီအဖြစ်ဆွမ်းအပြင်းမုံတိုင်းကနိုင်ငံတနိုင်ငံတည်းကိုတက်ရောက်ခဲ့တာမဟုတ်ပေအာရှတိုက်အရှေ့ပိုင်းဒေသတစ်ခုလုံးကိုဒုက္ခပင်လယ်ဝေစေခဲ့ပါတယ်သူရဲ့ခီလန်တျှောက်မှာဖိလစ်ပိုင်၊ထိုင်ဝမ်၊ဟောင်ကောင်၊မက်ကာအိုတို့အပြင်တရုတ်ပြည်မှကြီးအထူးပါဝင်ခဲ့ပြီးတော့ဒေသခံပြည်သူသန်းပေါင်းများစွာဟာအကြီးအကျယ်ဒုက္ခရောက်ခဲ့ကြရပါတယ်။ရာဂါဇာတန်မုန်တိုင်းရဲ့ဝင်ရောက်တိုက်ခိုက်မှုဟာ ထိခိုက်ဆုံးရှုံးမှုအကြီးအမားဆုံးသဘာဝဘေးအန္တရာယ်မှတ်တမ်းတစ်ခုအဖြစ်ကိုသမိုင်းတင်ခဲ့တာဖြစ်ပါတယ်။မုံတိုင်းရဲ့အလန်းချောင်းတစ်လျှောက်မှာလေတိုင်နှုံးကတနအီကိုမိုင်150ကျော်အထိရှိခဲ့ပြီးမိုးသည်တန်စွာရွာသွန်းမှုတွေကရေကြီးရေလျှံမှုတွေကိုဖြစ်ပွားစေခဲ့ပါတယ်။အစာအုံတွေလမ်းတွေတံတားတွေက မုံတိုင်းရဲ့ရိုက်ခတ်မှုအောက်မှာအပိုင်းပိုင်းပြိုကျခဲ့ရပြီးလျှက်စစ်မီးနဲ့ဆက်သွယ်ရေးတွေပါပြတ်တောက်ကုန်တဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်းအခက်အခဲများစွာရင်ဆိုင်ခဲ့ရပါတယ်။တဘာဝတရားရဲ့အဖြစ်ဆွမ်းအားကိုလူသားတွေဘလောက်အထိရင်ဆိုင်ရလဲဆိုတာကိုရာဂါစာမုံတိုင်းကလက်တွေ့ပြသသွားခဲ့ပါတယ်။စက်တင်ဘာလ22ရက်နေ့ကဖိလစ်ပိုင်နိုင်ငံအတွက် ကျောင်းမဖွဲကောင်းတဲ့နေတနေ့အဖြစ်မှတ်တမ်းတင်သွားခဲ့ပါတယ်။နေစင်နဲ့တိုင်းမုံတိုင်းတန်ကိုအတိမ်ကျိန်ခံစားနေရတဲ့ဖိလစ်ပိုင်ပြည်သူတွေကဒီနေ့မှာတော့ပုံမှန်မဟုတ်တဲ့စိန်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နိုင်ငံရဲ့မြောက်ပိုင်းဒေသကိုဝင်ရောက်လာတဲ့ရာဂါဇာမုံတိုင်းကတာမန်လီပင်တိုက်ခတ်မှုတစ်ခုမဟုတ်ခဲ့ပဲအင်အားပြင်းထန်လာတဲ့သဘောဝ BND ရဲ့တစ်ခု ဖြစ်ခဲ့ပါတယ်။မုံတိုင်းရဲ့အရှိန်အဟုန်နဲ့ဖြတ်အားဒေသခံတွေရဲ့ချုပ်တင်ပြင်ဆင်မှုမှန်သမျှကိုလွှမ်းမိုးသွားခဲ့ပြီး ီသူတွေရဲ့နေ့စဉ်ဘဝကိုတခါရင်းနဲ့ပြောင်းပြန်လှန်ပြလိုက်ပါတယ်။မုံတိုင်းတိုက်ခတ်ချိန်မှာ လူပေါင်းအနည်းဆုံး6ဦးကအသက်ဆုံးရှုံးခဲ့ရပြီးပျောက်ဆုံးနေဆဲဖြစ်တဲ့မိသားစုဝင်တွေအတွက်ဇိုးရင်ဘူပံမှုတွေကပိုပြီးတော့ကြီးထွားလာခဲ့ပါတယ်။ဒါကရေတွက်လို့ရတဲ့ဆုံးရှုံးမှုသာဖြစ်ပြီးတော့အင်ဂျီယာမဲ့ဖြစ်သွားသူတွေမိမိပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေဆုံးရှုံးသွားသူတွေရဲ့အရေးအတွက်ကတော့တောင်းတဲ့ချီရှိနေပါတယ်။ရာဂါဇာမုန်တိုင်းရဲ့အဖြစ်စွမ်းအားကြောင့်လူပေါင်းမြောက်များစွာကသူတို့ရဲ့နေအိမ်တွေကိုဆုံးခွာပြီးတော့ဘေးလွတ်ရာကိုအသက်လူထွက်ပြေးခဲ့ရတဲ့အမြင်တွေကနေရာအနှံ့အပြားမှာတွေ့ ခဲ့ရပါတယ်။တချို့နေရာတွေမှာတော့မိုးသည်းချန်စွာရွာသွန်းမှုနဲ့အတူမြေရီတွေကအရှိန်အဟုန်နဲ့ဒုံးမြင့်လာခဲ့ပြီးတော့ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီရီကဂျေးရွာထောင်ပေါင်းများစွာကိုရုတ်တရက်ဝါမျိုးသွားခဲ့ပြီးတော့လေယာဆိုင်ခင်းနေအိုးအိမ်တွေကတမနတ်ချင်းမှာပဲပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။ဒေသခံပြည်သူတွေအထက်အသက်မဝမ်းကြောင်းဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကရှေးအောက်မှာလုံးဝနှိမ့်ယုတ်ကုန်ပါတယ်။ကန်ယူရန်ဒေသတွေမှာလည်းငါဖန်းလေငယ်လေးတွေကအယုတ်တွေလိုပဲတိမ်မောက်ပြည့်စည်ကုန်ပြီးဘယ်လေပြင်းမှာငါဖန်းထွက်နေတဲ့တန်ငါတဲ့ရီရဲ့တည်င်းကလည်းလုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။သူတို့ကိုစောင့်မျှော်နေတဲ့မိသားစုဝင်တွေရဲ့ င်တွေကမျောလင်းချက်တွေအားမုံတိုင်းလေနဲ့အတူလွင့်ပါသွားခဲ့ရပြီးမသေးကြမရေရာတဲ့အနာဂတ်တစ်ခုကိုရင်ဆိုင်နေကြပါရဲ့ဒီလိုခြေခွဲဝယ်ရအဖြစ်ဆိုးတွေကြတဲ့ကမှဖိလစ်ပိုင်ပြည်သူတွေကဒီမုံတိုင်းရဲ့ဒဏ်ကိုအကောင်းဆုံးကျော်လွှားနိုင်ဖို့နဲ့ပျက်စီးသွားတဲ့ဘဝတွေကိုပြန်လည်တည်ဆောက်နိုင်ဖို့ကြိုးစားနေကြပါရဲ့ဖိလစ်ပိုင်နိုင်ငံကာယာယန်ပြည်နယ်ရဲ့အမြင့်ကွင်းဟာ တကယ်ကို အသေးနှလုံးကိုလှုပ်ခါသွားစေတဲ့မြင်ကွင်းမှာပဲရာဂါဇာမုန်တိုင်းရဲ့အဖြစ်ဆွမ်းအားကိုဖိလစ်ပိုင်နိုင်ငံကာဂါယန်ဒီနေရာမှာမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။အိမ်တွေရဲ့အမိုးတွေကသတင်းစာဆက်ကူလို့လေထဲမှာလွင့်ပါကုန်ပြီးအားကောင်းလာတဲ့တက်တိုင်းတွေကလည်းသွားကြထိုးတက်နေလို့ပဲ ချိုးဖဲ့ပြီးတော့ဒိမောက်ကုန်ပါတယ်။တချိန်ကနေချင်းစပွဲကောင်းနေရက်ကွက်တွေကအပြက်အစည်းပုံတွေချားမှာပြပြဝက်သွားခဲ့ပြီးတော့ရာဂါစာရဲ့ဂျန်တန်းနဲ့အင်အားကိုတက်တည်ပြနေတယ်လို့ပါပဲ။ဒီဖြစ်ရဆိုးကဂါဂါယန်ပြည်နယ်ကိုလုံးဝပုံပြက်ပန်းပြက်ဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ဒီအဖြစ်ဆုံးတွေကြားတဲ့အခါမှာပေါ်ပြီးတော့ဆိုရင်ပူပန်စရာကောင်းတာကတော့ရာဂါစာမုန်တိုင်းထွက်ခွာသွားချိန်မှာနောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်တဲ့ဘိုလွိုင်းက ပင်လယ်ပြင်အလွန်မှာဒိတ်တဆိတ်အာယူနေပြီးရပ်ပိုင်းအတွင်ဖိလစ်ပိုင်ရဲ့လူဆောင်ကျွန်းကိုထပ်မံရိုက်ခတ်ဖို့ချိန်ချောက်နေတာပဲဖြစ်ပါတယ်ဖိလစ်ပိုင်ပြည်သူတွေအတွက်တော့ဒုက္ခတစ်ခုမပြီးသေးခင်မှာ နောက်ထပ်တစ်ခုကတန်းစီပြီးတော့စောင့်နေခဲ့ပြီးနောက်ထပ်အန်ဒီရဲ့တစ်ခုနဲ့အရင်ဆန်ရမယ့်အခြေအနေကိုရောက်ရှိခဲ့ရပါတယ်ဒီမုံတိုင်းတစ်ခုရဲ့စင်ကဲတိုက်ခတ်မှုဟာဖိလစ်ပိုင်ကိုဒုက္ခပင်လယ်ဝေစီခဲ့ပြီးကုညီကေစိလုပ်ငန်းတွေအတွက်လည်းကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်စေခဲ့ပါတယ် ဖိလစ်ပိုင်ကိုကြမ်းကြမ်းတမ်းတမ်းဖျက်ချော်ပြီးတဲ့နောက်မှာတော့ရှာဂါဇာမုန်တိုင်းကပုံမအားကောင်းလာပြီးသူရဲ့နောက်ထပ်ပြင်းပဖြစ်တဲ့ထိုင်ဝမ်ကျွန်းစီကိုဦးတည်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ရှာဂါဇာကသူရဲ့ကြမ်းတမ်းတဲ့လေပြင်းထက်ပုံမကြောက်စရာကောင်းခဲ့ပါတယ်မုန်တိုင်းရဲ့လမ်းကြောင်းတစ်လျှောက်အချိန်အဟုန်ပြင်းတဲ့မိုးရေတွေက ထိုင်ဝမ်ကျွန်းပေါ်ကိုအဆက်မပြတ်တွန်းချခဲ့ပါတယ်။မြေတွေချောင်းတွေရေလောင်တမန်တွေရောသူတို့ရဲ့သက်မှတ်ရေမှန်းကိုအဆမတန်ကျော်လွန်သွားပြီးမကြုံစဘူးရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ပါတယ်။ မြို့ပြတွေရဲ့လမ်းမတွေကရေအောက်မှာလုံးဝနှိမ့်မြုပ်ကုန်ပြီးတော့အဆောက်အအုံအများကြီးဟာရေထဲမှာမျောပါသွားခဲ့ပါတယ်။ရာဂါဆောင်မုန်တိုင်းရဲ့ရေတံကြောင့်ထိုင်ဝမ်ရဲ့စိုက်ပျိုးရေးခြံနေနဲ့စက်မှုလုပ်ငန်းတွေကလည်းအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပြီးတော့စီးပွားရေးဆုံးရှုံးမှုတွေကလည်းကြီးမားခဲ့ပါတယ်။ရာဂါဆောင်ကလေပြင်းနဲ့ပတ်သက်လာရင် ဖလပိုင်ကိုရက်ဆက်ခဲ့သလိုထိုင်ဝမ်ကိုတော့ရေကြီးရေလျှော်မှုတွေနဲ့ဒုက္ခပေးခဲ့တာကတဘာဝရဲ့မတည်ငြိမ်တဲ့အဖြစ်ဆွမ်းအားကိုလည်းမျက်ဝါထင်ထင်မြင်တွေ့လိုက်ရပါတယ်။ရာဂါဇာမိုတိုင်းကြီးတိုက်ခတ်လို့ထိုင်ဝမ်ကျွန်းပေါ်မှာခြေခွဲခွေရာအဖြစ်ဆိုးတွေအများကြီးကြုံခဲ့ရပေမဲ့အဆိုးဆုံးလို့ပြောရမယ့်နေရာကတော့ ဟွာလီယန်ဒေတာပါပဲ။အဲဒီဒေတာမှာကံကြီးတစ်ခုရှိခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ရေလောင်တမန်ကြီးပေါ့။မုံတိုင်းအရှိန်ကြောင့်ရုတ်တရက်ရွာချလိုက်တဲ့မိုးရီတူရဲ့ဖီအားကိုမခံနိုင်တော့ပဲ။နောက်ဆုံးမှာတော့တမန်ကြီးကချိုးပေါက်သွားခဲ့ပါတယ်။ဒီဖြစ်ရက်ကတကယ်ကိုထိလန့်စရာကောင်းတော့ပါတယ်။တခါမှမမြင်ဘူးလားအောင်များပြားလာတဲ့ရေတန်ချိန်သန်းပေါင်း60လောက်အဲ့ဒါကိုအလွယ်ပြောရရင် ိုလံပစ်ဆံမီရေကူးကန်ပေါင်း3600လောက်ရဲ့ရေတူးနဲ့ညီမျှပါတယ်။အဲဒီလောက်မနိုင်မနှင်းရေတူးကြီးကတမန်ကျိုးပေါက်တော်တဲ့နေရာကနေအရှိန်အဟုန်နဲ့စီးထွက်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲအရာရာကိုဝါမျိုးဖြက်စီးမဲ့ပုံစံမျိုးနဲ့ကျောင်းမက်ဖွယ်ရအရှိန်နဲ့စီးစင်းလာပါတော့တယ်။လမ်းပေါ်မှာရှိတဲ့ကားတွေ၊ဘေးရသစ်ပင်ကြီးတွေ၊ဆောက်အုံတွေတင်မကပဲတကြားတွေပါအယုတ်တွေလိုအစိမ့်စိမ့်မွားမွားပြိုကျကုန်ပါတယ်။ တောင်တရလည်းရေစီးနဲ့အတူပြိုချပြီးတော့မြေသားတွေကြောက်တုံးကြီးတွေကရေနဲ့အတူရောပါလာပါတယ်။ တကယ်ကိုချက်သီးမွေးညင်းချပွဲမြင်ကွင်းမျိုးပါတချို့အိမ်တွေဆိုရင်တော့အောက်ခြေကနေလုံးဝကျွတ်ထွက်ပြီးတော့ရေနဲ့အတူမျောပါသွားခဲ့ရသလိုတချို့ကတော့ရှင်လုံးလေးအောက်မှာနင်းမျိုးပြောက်ွယ်သွားခဲ့ပါတယ်ဒီဖြစ်ရဆိုးတစ်ခုတွင်နဲ့တင်အ ਨੇ ဆုံးလူ၁၄ဦးသေဆုံးခဲ့ရပြီးလူပေါင်း124ဦးအထိပျောက်ဆုံးခဲ့ပါတယ်မိသားစုထောင်ပေါင်းများစွာကတမနခင်အတွင်းမှာပဲအိုးမဲအိမ်မဲဘဝကိုရောက်ရှိသွားခဲ့ရပါတယ်အထူးသဖြင့်ဒီလိုမျိုးရုတ်တရက်ရည်ကြီးမှုမျိုးမှာမပြေနိုင်မလွားနိုင်တဲ့အသက်ကြီးရွယ်အိုတွေက ဒီဘေးဒုက္ခကိုတအားကောင်းတွေဖြစ်ခဲ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာ ကွန်ဖူမျိုးနယ်ရဲ့မြင်ကွင်းဟာတကယ်ကိုစစ်တလင်းနဲ့တူနေခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်နေတဲ့စစ်သားတွေဟာရေတက်နေတဲ့ရွှေလုံးတွေနဲ့ရေပြင်တွေကိုဖျက်ဆီးဖို့အတွက်တန်ကြက်ကားတွေကိုအသုံးပြုခဲ့ရပါတယ်။ အိမ်တွေရဲ့အပေါ်ထက်မှာပေးမိနေတဲ့ဒုက္ခတွေရိစီကိုအသက်ဆက်ဖို့အတွက်တောင်းရည်တန်းနဲ့ခောက်ဆွဲကြောက်ထုတ်တွေလိုင်းလံဝေငါခဲ့ရပါတယ်။လူဦးရေ9000ကျော်ရှိတဲ့မြို့တစ်မြို့လုံးကအသက်ရှင်သန်ရေးအတွက်ဆွေမျိုးတွေအိမ်မှာခိုကက်နေထိုင်ရတာမျိုးဒါမှမဟုတ်အိမ်အပေါ်ထက်မှာပဲရေကျသွားမဲ့အချိန်ကိုပုံအောင်ဆောင်ဆိုင်နေခဲ့ရပါတယ်။အခြေအနေရောက်ပို့ပြီးတော့ဆိုးလာတာကတော့တောင်ပေါ်ကြီးရွာတွေကိုဆက်သွယ်ထားတဲ့လမ်းနေအားလုံးကရေတိုက်စားမှုကြောင့်လုံးဝပျက်စီးသွားပြီးတော့အဲဒီရွာတွေက ပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့ဂျုံငယ်လေးတွေအဖြစ်ပြောင်းလဲသွားခဲ့တာပါပဲဒီလိုအခြေအနေမျိုးမှာကယ်ဆယ်ရေးလုပ်ငန်းတွေကအလွန်စွာခက်ခဲခဲ့ပါတယ်မုံတိုင်းထန်နေတဲ့ကောင်းကင်ပေါ်မှာဝဲပြန့်နေတဲ့ကယ်ဆယ်ရေးရဟတ်ယာဉ်တွေကနေကျိုးရီချပြီးတော့ရှင်လူတွေဈာကဒုက္ခတွေကိုအသက်လူဆွဲတင်နေရတာကဒေါကပြပါရတွေရဲ့ပြယုံတစ်ခုဖြစ်ခဲ့ရပါတယ်ထိုင်ဝမ်ကိုအလူလဲတန်ခတ်ပြီးတဲ့နောက်မှာတော့ရာဂါဇာမုန်တိုင်းဟာ သူရဲ့ခီးချန်းကိုဆက်လက်ထွက်ခွာလာပြီးတော့ကမ္ဘာအထင်ကရမြို့ကြီးတွေဖြစ်တဲ့ဟောင်ကောင်နဲ့မကအိုကိုဥတီလာပါရင်ဟောင်ကောင်မိုးလေဝသစခန်းကဒီမုံတိုင်းကို2018ခုနှစ်ကမန်ကုတ်မုံတိုင်းနောက်ပိုင်းအင်အားပြင်းထန်ဆုံးမုံတိုင်းအဖြစ်သတ်မှတ်ခဲ့ပါရင်မုံတိုင်းရဲ့လေတိုက်နှုန်းကတနာ2ကီလိုမီတာ200အထိရှိခဲ့တာဟာတကယ့်ကိုမယုံကြည်နိုင်စရာပါပဲဟောင်ကောင်လေဆိပ်ရဲ့မြင်ကွင်းကတော့တကယ့်ကိုသဘာဝဘေးအန္တရာယ်ရုပ်ရှင်တွေထဲမှာပဲတွေ့နိုင်မဲ့မြင်ကွင်းမျိုးပါပဲ လေရင်ခွေပေါ်မှာရန်နာထားတဲ့အေယာမလေရင်ကြီးတွေကိုလေပြင်းကြောက်လွင့်ပါမသွားအောင်ဂျိုးအကြီးကြီးတွေနဲ့ခြိနှောင်ထားခဲ့ရပါတယ်။တန်ချိန်ရာနဲ့ခြိလေးတဲ့လေရင်ဒဇင်းကိုတောင်နေရာမရွှေ့အောင်ဂျိုးနဲ့ခြိနှောင်ထားရတယ်ဆိုတဲ့အဖြစ်ကရာဂါဇာရဲ့လေပြင်းအားဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။လေရင်တွေဒီမကပါဘူးခေါင်းတွေကိုလည်းတန်ကျူတွေနဲ့ချီနှောင်ထားရပြီးစိတ်ကမ်းမှရှိတဲ့လေတွေအားလုံးကလည်း ကြံ့ညက်သိနေအောင်ခိုးလုံနေခဲ့ရပါတယ်။အိမ်တွေကိုတောင်ကျိုးတွေနဲ့ထပ်မံခိုင်ခဲ့အောင်ထက်ချီထားရပြီးတချို့ဆိုရင်တော့ထရကားတွေ၊ဂုံတက်တာကြီးတွေ၊မြေတူးဆက်တွေနဲ့တောင်ဖိထားခဲ့ရတဲ့အထိကြောက်စရာကောင်းလာပါတယ်။ဟောင်ကောင်နဲ့ရေတလန်းကြားမှာရှိတဲ့မက်ဂါဝမြို့မှာတော့အခြေအနေအရတစ်မျိုးတစ်ပုံကြုံတွေ့ခဲ့ရပါတယ်။အာနာပိုင်နေရမြို့ရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ကာစီနိုလောင်းကစားရုံတွေအားလုံးကိုပိတ်ပစ်ဖို့အရေးပေါ်အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။ ုံမှန်ဆိုရင်စိန်ခံပစ္စည်းတွေဖျော်ဖြေရေးတွေနဲ့ညမအိတ်တန်းစီကားနေတဲ့နတ်ပုံနနန်းလိုနေရာတစ်ခုဟာရာဂါစာမုန်တိုင်းရဲ့ချိန်ချမှုကြောင့်တညအတွင်းမှာတင်၆ကက်နေတဲ့တစီမြို့တော်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဟိုတယ်ရီထဲမှာပြေးမိနေတဲ့ကဘာလေးခီးသည်တွေကလည်းအပြင်ကိုခြေတလန်မှမထွက်ရဲတော့ပဲပရင်ပေါက်ကနေမုံတိုင်းရဲ့ကျောင်းဝက်ဖွေရမြင်ကွင်းကိုသာငေးကြည့်ရင်းနဲ့ မျော်လင့်ခြင်းမဲစွာစောင့်ဆိုင်နေခဲ့ရပါတယ်။ရကစာမုံတိုင်းကကွန်ကရစ်တောအုပ်ကြီးတွေနဲ့ပြင်းထန်နေတဲ့ဒီမြို့ကြီးတစ်ခုကိုပါလုံးဝလုခါသွားစေခဲ့ပြီးနေပညာနဲ့ခင်မီမှုတွေနဲ့ဘလိုပဲခိုင်မာအောင်တည်ဆောက်ထားပါစေ။တဘာဝရဲ့အင်အားရှိမှလူသားတွေဘလောက်ထိပဲအင်အားနှဲပါတယ်ဆိုတာကိုလက်တွေ့ပြသသွားခဲ့ရလဲဖြစ်ပါတယ်။ရှာကာဇာမုန်တိုင်းရဲ့နောက်ဆုံးနဲ့အပြင်းထန်ဆုံးရိုက်ခတ်မှုကိုခံရမယ့်နေရာကတော့ တရုတ်နိုင်ငံကွမ်တောင်းပြည်နယ်ပါပဲမုံတိုင်းရဲ့အင်အားကိုထုံးပြန်ပုံကလည်းအမကန်ပါပဲဂျူဟိုင်မြို့မှာတဝင်ထမ်းဆောင်နေရတဲ့ရုပ်သံသတင်းတောက်တူကသတင်းတင်ဆက်နေရင်သူ့ရဲ့မျက်မှန်လေးတဲလွှင့်ပါမသွားအောင်အသေးအံဖိထားခဲ့ရတဲ့မြင်ကွင်းတစ်ခုက မုံတိုင်းရဲ့ပြင်းထန်မှုကို အရှင်းဆုံးဖော်ပြနေပါတယ်။ဒီကိန်းတွေကတပြောင်းပြောင်းနဲ့ကျိုးကျလာပြီးအများပြည်သူသုံးစပိန်တွေကဒိုမီနိုဒုံးလေးတွေလိုတစ်လုံးပြီးတစ်လုံးလဲကျသွားပါတယ်။ပင်လယ်လိုင်းတွေကတော့ကန်းကာယံကန်းကာနယံတစ်ခုလုံးကိုဝါမျိုးရောမဲ့အလားအရှင်ဟုန်ပြင်းစွာရိုက်ခတ်နေခဲ့ပါတယ်။ဒေတာကန်တွေကရှာကာစာကို လေပင်ရင်လို့တောင်းတင်စားခေါ်ဝေါ်ခဲ့ပါတယ်။ လေတိုင်တုံးကအစင်စရှိအထိရောက်ရှိခဲ့ပြီးတော့ကြံကြံကေယူရန်ကိုအကြံပဒံရိုက်ခတ်လောက်ခါသွားစီခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျူဟိုင်မျိုးကလူသားတွေကအရေးဝါဝတအောက်မှာဘုံခုနေရုံကလွယ်ပြီးတော့ ဘာမှမတက်နိုင်တဲ့သဘာဝတရားရဲ့စစ်မြေပြင်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ဖို့တရုတ်အာဏာပိုင်တွေကတကယ်ကိုစစ်အသည်အနေထားနဲ့တုံ့ပြန်ခဲ့ပါတယ်။စက်တင်ဘာလ23ရက်နေ့မှာပဲလူပေါင်းတသန်းကျော်ကိုဘေးလွတ်ရအောင်အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့ပါတယ်။အမြင့်ဆုံးအဆင့်အရေးပေါ်တုံ့ပြန်မှုအဖြစ်မီတာသမား3800ကေဇေးရင်ထောင်ပေါင်းများစွာနဲ့သင်္ဘောရပေါင်းများစွာကိုအသိအနေထားထားရှိခဲ့ပါတယ်။ ကွမ်ဂျိုရှန်ဂျန်ကနေဂျန်ဂျန်အထိမြို့ကြီးတွေအားလုံးကရက်ဆိုင်မှု၅ခုဒီလိုခေါ်တဲ့ fight suspension လို့ခေါ်တဲ့ lockdown အခြေအနေကိုဝင်ရောက်သွားခဲ့ပါတယ်။ကျောင်းအလုပ်ဆက်ယုံတည်ယူပို့ဆောင်ရေးနဲ့စီးပွားရေးလုပ်ငန်းအားလုံးလုံးဝရပ်တန့်သွားခဲ့ပြီးတော့မုံတိုင်းနဲ့ပတ်သက်တဲ့ကိစ္စအလွဲလို့ကျန်တာအားလုံးနောက်ဆုတ်နေခဲ့ပါတယ်။ ရှန့်ချန်မျိုးရဲ့မြင်ကွင်းကတော့တကယ်ကိုစစ်ပီးရှောင်းမြင်ကွင်းနဲ့တတိယရဲတူနေခဲ့ပါတယ်။နိုင်ပိုင်းအတွင်းမှာပဲလူတောင်ပေါင်းများစွာကအရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီးတော့မျိုးနဲ့ဖွင့်လှစ်ထားတဲ့ ခုံလုံကြီးစခန်း900မှာ လူတောင်ပေါင်းများစွာနဲ့ပြည့်ကျက်နေကြတာဖြစ်ပါရင်စမှုစုံတွေမှာအတန်ချဲစက်တွေကနေအစမပြတ်အဟေတတိပေးနေပြီးတော့အလုသမားတွေကသူတို့ရဲ့ထုံလုံကြီးလိုင်းတွေကိုစွန့်ခွာပြီးတော့အရေးကြီးတဲ့ပစ္စည်းပစ္စည်းတွေကိုဆွဲပြီးတော့ဘေးလူရအောင်အလူအရက်ထွက်ပြေးနေကြရပါတယ်။အသက်ရှင်ဖို့ကလွဲပြီးတော့ဘာမှအရေးမကြီးတော့တဲ့အခြေအနေမျိုးမှာစစ်သားတွေကလူတွေအထက်တစ်ခုတည်းသောအားကိုးရာ ဖြစ်ခဲ့ပါတယ်။သူတို့ကမုံတိုင်းတွေကိုကိုယ်တိုင်ဝင်ပြီးတော့ပင်လယ် ရေလိုင်းတွေကိုထားစီးဖို့အတွက်တဲအိတ်တွေကိုအသေးအံတဲယူကကာကွယ်တိုင်းတွေတိစောက်ခဲ့ကြပါတယ်မျိုးတစ်ခုလုံးကိုစုပ်ဖြဲဖြစ်တော့မလို့တိုက်ခတ်နေတဲ့လေပြင်းတွေကြားမှာသူတို့ရဲ့ရှိနေခြင်းက မုံတိုင်းညာရဲ့မှောင်မိုက်မှုတွေကမိကြောင်ငယ်လေးတွေလိုပါပဲဒါဟာလူသားမျိုးတွေဟာတဘာဝရဲ့အမျက်ဒေါသကိုခုခံဖို့အခွင့်အရေးရှိနေသေးတယ်ဆိုတဲ့သက်သေတစ်ခုလည်းဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုတင်ဆက်နေတဲ့အချိန်အထိရာဂါစာမုံတိုင်းကြောင့်ဒေဆုံးပျောက်ဆုံးသူစင်ရင်အပြည့်စုံနဲ့စီးပွားရေးဆုံးရှုံးမှုတန်ဖိုးကိုအတိအကျတွက်ချက်နိုင်ခြင်းမရှိသေးပါဘူးဒါပေမဲ့တခုတော့သိကြပါတယ်ရာဂါစာအရှိအာရှဒေသတစ်ခုလုံးကိုလုံးဝပြိုပြက်အောင်ဖျက်ဆီးသွားခဲ့ပြီဆိုတာပါပဲဒီမုံတိုင်းကဖလော်ပိုင် နေစပြီးတော့တရုတ်ပြည်မှာကြီးအထိတန်ပေါင်းများစွာသောလူတွေရဲ့ဘဝကိုတုံ့လုံခြောက်ခြားစေခဲ့ပါတယ်ဒီလိုမျိုးသဘာဝဘေးအန္တရာယ်ကအခုနောက်ပိုင်းခေတ်ဆက်ဆက်မကြုံဘူးလောက်အောင်ပုံမပြင်းထန်လာတာကိုတွေ့လာရပါတယ်ဒိဗန်ပညာရှင်တွေကတော့ဒါဟာကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုရဲ့ဒိုင်းရိုက်အကျိုးဆက်ဖြစ်တယ်လို့ထက်ခါတလဲလဲသတိပေးနေကြပါတယ်အနာဂတ်မှာမုန်တိုင်းအရေအတွက်နေသွားနိုင်ပေမဲ့ဖြစ်ပေါ်လာတဲ့မုန်တိုင်းတွေကအခုရာခစားလိုပဲ အစာပေါင်းများစွာပုံမပြင်းထန်ပြီးတော့ပျက်စီးဆုံးရှုံးမှုတွေပိုပြီးတော့ကြီးမားလာမယ်လို့ဆိုပါတယ်။ရှာကာစားကခြေတဲ့လူသားတွေအတွက်ကြီးမားတဲ့သင်္ကန်းစာတစ်ခုပေးခဲ့ပါတယ်။ပိုပြင်းတဲ့လေပိုများတဲ့မိုးပိုမြင့်တဲ့ပင်လယ်ရင်မျက်နှာပြင်တွေက ဗဇိဘိတ်သမုဒ္ဒရာဝင်းချင်းကနိုင်ငံတွေအတွက်လက်လူရှုထားလို့မရတော့တဲ့အနာဂတ်ရဲ့ချိန်ချောက်မှုတွေဖြစ်လာနေပါပြီ။ဒါကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ရာသီဥတုပြောင်းလဲမှုကိုတားဆီးဖို့နဲ့မုံတိုင်းတန်တွေကိုကြိုတင်ကာကွယ်ဖို့ဆိုတဲ့အချက်တွေကရွေးချယ်စရာမဟုတ်တော့ပေ။မဖြစ်မနေလုံးဆောင်ရမယ့်တာဝန်တွေဖြစ်လာနေပြီဆိုတဲ့အကြောင်းတင်ပြရင်းနဲ့ညီကုံချုပ်လိုက်ပါရစေ။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။